မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလာတရက်နေ့မနက်ပိုင်းရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းသခိုင်းမြို့နယ်သခိုင်းတက္ကသိုလ်ဝင်းအတွင်းထဲမှာတပ်ဆွဲပြီးတော့စစ်ကြေးကောက်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ရာစစ်တပ်ဘက်က10ဦးထက်မနည်းတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်ဧပြီလ29ရက်နေ့ညနေ9:20မိနစ်ခန့်မှာသခိုင်းမြို့နယ်သခိုင်းတက္ကသိုလ်အတွင်းမှာအထိုင်ချတပ်ဆွဲပြီးတော့လမ်းသွားလမ်းလာပြည်သူများကိုဖမ်းဆီးငွေညှစ်နေတဲ့စစ်ကောင်စီတပ်သားများနဲ့သခိုင်းကံဘလူတိုးဂိတ်မှာအထိုင်ချတပ်ဆွဲပြီးတော့ပြည်သူလူထုများကိုဖမ်းဆီးငွေညှစ်နေတဲ့စစ်ကောင်စီတပ်သားများကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့ဝင်များကကြပြိုင်နက်ထဲဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာစစ်ကောင်စီတပ်သား၁၀ဦးထက်မနည်းသေဆုံးပြီးတော့အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ တေဆုံးသွားတဲ့စစ်သားအလောင်းများနဲ့ဒဏ်ရာရတဲ့စစ်သားများကိုတဲဆောင်နေတဲ့အချိန်မှာလက်နက်ကြီးလက်နက်ငယ်များနဲ့ပတ်ဝန်းကျင်ကိုရန်တပ်ပစ်ခတ်ခဲ့တဲ့အတွက်ကြောင့်ပြည်သူလူထုပိုင်းနဲ့နေရာမြေများအတွက်မှာကြားရောက်ပောက်ကွဲပြီးမိလောင်မှုဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကိုလင်းအောင်ညီနောင်ပျောက်ကြားတပ်ဖွဲ့သခိုင်းနဲ့သခိုင်း PDF တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူကာကွယ်တပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းဒဝဲခရိုင်ရေပြူမြို့နယ်နဘူးလေဒေသမှာနှစ်ရက်ကြာတိုက်ပွဲဖြစ်ပြီးတော့စစ်သား၈ဦးထက်မနည်းသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ24ရက်နေ့မနက်7:00နာရီကကရေပြူမြို့နယ်နဘူးလေဒေသလဲဆောင်ကျေးရွာချေတော်ရတောင်ကြီးအနီးမှာဒဝဲအထူးစီးပွားရေးဇုံကိုစစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာ အပြန်လန်ပြစ်ခတ်မှုတိုက်ပွဲနှစ်ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာစစ်သား၈ဦးထက်မနည်းသေးဆုံးကအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုကိုရေပြူမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ရေပြူဘက်ကပါဒဝဲပြည်သူ့လွတ်မြောက်ရေးတပ် TPLF တာဂရစစ်ကြောင်းဒဝဲခရိုင်အမတ်တပ်တိုင်ရင် T1 ဒေါနာစစ်ကြောင်း3တပ်ခွဲ၄ KBDF တပ်ခွဲ6ဝေဟင်တပ်ခွဲ9 LBF ဒဝဲခရိုင်ပြည်သူ့ကာကွယ်တပ်ဦး DDPDF DGRF နဂရီပြောက်ကြားတပ်ဖွဲ့နဲ့ရွှေပြည်လုံးတပ်ဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ရေပြူမြို့နယ်ပူးပေါင်းမဟာမိတ်အဖွဲ့တွေအနေနဲ့စစ်အာဏာရှင်စနစ်အမြင့်ပြတ်တဲ့အထိကိုတိုက်ခိုက်ချေမှုန်းသွားမှာဖြစ်ပြီးတော့စစ်ကောင်စီလက်အောက်ခံတပ်သားများအနေနဲ့လည်းပြည်သူလူထုနဲ့အမြန်ဆုံးပူးပေါင်းပါဝင်ပေးကြပါရန်အတိပေးတိုက်ထွန်းထားတယ်လို့သိရပါတယ်။အလားတူပဲတနင်္သာရီတိုင်းဒဝယ်မြို့ကထိခိနေဆက်ကိုစစ်ကောင်စီတပ်ကအင်အား200ကျော်နဲ့စစ်တောင်းထုံးနေကြောင်းဒေသခံပြည်သူများကသတင်းပေးဖို့ပြောကြားထားပါတယ်။အေဘီလာလယ်ပိုင်းမှာစစ်တပ်ကအင်အားများစွာနဲ့ ဒဝဲထီကီလမ်းအတိုင်းနေဆက်ဘက်ကိုဥတီပြီးတော့စစ်ကြောင်းထိုးလာတယ်လို့သိရပါဗျ။စစ်ကြောင်း၃ခုခွဲပြီးတော့မြို့ပေါ်လမ်းများနဲ့တော်လမ်းများအတွင်းဝင်ရောက်လာနေတယ်လို့သိရပါဗျ။စစ်ကြောင်းများဟာလက်နက်အပြည့်စုံပါဝင်ပြီးတော့လက်နက်ကြီးများလည်းပါဝင်တယ်လို့သိရပါဗျ။ဒဝဲမြို့နယ်ထီထဗျူဟာစစ်စခန်းကို AP လ19ရက်နေ့မှာ KNL ဥဆောင်တဲ့တော်လိုင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်အခုလိုမျိုးစစ်တပ်ကစစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်မော်လမြိုင်မြို့မှာပြည်သူများရဲ့နေအိမ်600ကျော်ကိုဖျက်သိမ်းခိုင်းပြီးတော့ ပိုင်ရတနာမျိုးကွက်တဲ့စီမံကိန်းကိုစစ်ကောင်စီကအကောင့်ထဲပို့နေပြီးအဲ့ဒီစီမံကိန်းမှာမွန်ပြည်နယ်ဝန်ကြီးချုပ်အောင်ကြည်သိန်းနဲ့နေလုံးဝန်ကြီးဗိုလ်မှူးကြီးကျော်စွာမြင့်တို့ကရှယ်ယာများရရှိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မော်လမြိုင်မြို့လိုင်ရက်ကွက်နဲ့တာယာအေးရက်ကွက်မှာရှိတဲ့နေအိမ်600ခန်းကိုစစ်တပ်ကကျူးကျော်နေအိမ်များဆိုပြီးတော့တောက်လျှောက်ဖယ်ရှားခိုင်းပြီးတဲ့နောက်လိုင်ရတနာမြို့ကွက်တဲ့စီမံကိန်းကိုအကောင့်ထဲပို့နေတယ်လို့သိရပါတယ်။တစ်ဖက်မှာပြည်သူများရဲ့နေအိမ်များကို အတရတမှာဖြတ်သိမ်းနေတယ်လို့တစ်ဖက်မှာလည်းလှိုင်းရတနာမြို့ကွက်တဲ့စီမံကိန်းကိုအကောင့်ထဲဖော်နေခြင်းဖြစ်တယ်လို့သိရပါဗါးအခု AP လ26ရက်နေ့မှာပြည်သူများရဲ့နေအိမ်600ခန်းကလျက်စစ်မီတာဘုံများကိုစစ်ကောင်စီကလာရောက်ပြီးတော့ဖြုတ်သွားတယ်လို့သိရပါဗါး AP လ30ရက်နေ့နောက်ဆုံးထားပြီးတော့ကိုအိမ်ကိုဖြတ်သိမ်းကြရန်စပို့ထားပြီးတော့မလိုက်နာပါကအေးယူမယ်ဆိုပြီးတော့ချင်းချောက်စာပို့ထားကြောင်းရက်ွက်နေပြည်သူများထံကသိရပါဗါးကိုဘာသာကိုဖြတ်ရင်ဖြတ်မဖြတ်ရင်မြေတူးဆက်နဲ့ကလော်မယ်လို့ချင်းချောက်တော့ ကြောက်လို့ဖြတ်ရတာပေါ့အခုတော့နေစရာမရှိလို့ပြည်သူတွေခမငိုယိုနေကြတယ်အခုအချိန်မှာတရားဥပဒေမကောင်းတာကိုအခွင့်ကောင်းယူပြီးတော့ခရိုနီတွေဝင်ကြီးချုပ်တွေနေလုံးဝင်ကြီးတွေလုတ်သမျှပြပြဝဲခံနေရတဲ့လူရန်စားတွေဖြစ်နေပါပြီအခုအင်ဂျီ600ကလူတွေကအဲ့ဒီနေရာမှာနှစ်ပေါင်း30 40နီးပါးနေလာခဲ့တဲ့လူတွေကြီးပါပဲလက်ရမြေအမျိုးအစားပေါ့သူတို့ကလူတွေကိုဖယ်ခိုင်းပြီးတော့လက်မြေနေရာတွေကိုမြေဖုတ်ပြီးရောင်းစားနေတာလို့ဒေသခံပြည်သူတို့ကသတင်းပေးဖို့ပြောကြားထားပါတယ်အဲ့ဒီမြေနေရာမှာရှိတဲ့ပြည်သူပိုင်းနေအိမ်များကိုဖျက်သိမ်းရန် အရင်ကလည်းချင်းချောက်စားနှစ်ကြိမ်ခန့်ပို့ထားပြီးတော့အခုအချိန်ဟာ၃ကြိမ်မြောက်ဖြစ်တယ်လို့သိရပါဗျ။ရခိုင် NLD အစိုးရလက်ထက်ကလည်းမော်လမြိုင်မြို့မှာရှိတဲ့ပြည်သူပိုင်းမြေနေရများကိုငွေမိုးဆေးရုံနဲ့ဟိုတယ်ပိုင်ရှင်ခရိုနီမိုးကြော်နဲ့အစိုးရအဖွဲ့ရုံများပူးပေါင်းပြီးတော့မြေဖို့ပြီးတော့ရောင်းစားရန်လှုံ့ဆော်ခဲ့တော်လဲမအောင်မြင်ခဲ့ဘူးလို့ပြောပါဗျ။အခုစစ်အာဏာသိမ်းပြီးတဲ့အချိန်မှာတော့အဲ့ဒီစီမံကိန်းကို အတင်းအကျပ်လှုပ်ဆောင်နေကြခြင်းဖြစ်တယ်လို့သိရပါဗျ။မော်လမြိုင်မြို့မှာလိုက်ရတနာမြို့ကွက်တဲ့စီမံကိန်းကိုမော်လမြိုင်အခြေဆိုင်ခရိုနီစီဝိုင်းရေးသမားမိုးကျော်ကဦးဆောင်ပြီးတော့အကောင့်ထည့်ဖော်နေခြင်းဖြစ်ပြီးမိုးကျော်ငွေမိုးက40ရာခိုင်နှုန်းနဲ့မွန်ပြည်နယ်စစ်ကောင်စီက60ရာခိုင်နှုန်းရှယ်ယာပါဝင်တယ်လို့သိရပါဗျ။မွန်ပြည်နယ်ဝင်ကြီးချုပ်အောင်ချီသိန်းနဲ့နေလုံဝင်ကြီးဗိုလ်မှူးကြီးကျော်စွာမြင့်တို့ကလည်းရှယ်ယာများရရှိထားတယ်လို့သိရပါဗျ။စီမံကိန်းကလေသမားတွေပိုင်တဲ့လမ်းကြီးတွေပေါ်မှာလုတ်တယ်။လေသမားတွေကိုနစ်နာခြင်းခေါ်ယူတွဲဆောင်ခြင်းမရှိဘဲနဲ့ မြို့ကွက်တဲ့စီမံကိန်းကိုပြည်내အစိုးရအဖွဲ့နဲ့ခရိုနီတက်တိုက်ကပေါင်းပြီးတော့လုံကြတာလေသမားတွေမှာကဒီမြေကွက်တွေကသူတို့မြေတွေဖြစ်တယ်ဆိုတာကိုလည်းတတ်သိပြနိုင်ကြပါတယ်လို့မော်လမြိုင်မြို့ကမြေယာအရေးလှုပ်ရှားသူတအုပ်ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ပဲခူးတိုင်းမင်းလာမြို့နယ်အပိုင်းပဲခူးရုံးမှအတွင်းအင်အား80ကျော်ပါတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုပိတ်ဆို့တိုက်ခတ်ရောက်စစ်ကောင်စီတပ်သားအယောက်30ထက်မနည်းသေဆုံးသွားပြီးတော့စစ်သားအလောင်းများကို PDF တပ်ဖွဲ့တွေကမိသေကြိုးပေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ28ရက်နေ့မနက်9:00နာရီကမှမင်းလာမြို့နယ်တယောကုန်းရွာဖုန်ကြီးကျောင်းကနေထွက်ခွာလာတဲ့အင်အား80ကျော်ပါတဲ့စစ်ကြောင်းကိုမမိုးရိပ်ရွာအတွင်းဝင်ရောက်လာတဲ့အချိန်တရားဝရီခရတရင်33ညနဲ့လက်အောက်ခံတက်ခွဲ3တက်ခွဲ2တက်ခွဲ4ရေအောက်ပြောက်ကြားတပ်ဖွဲ့အုပ်ဖို့တက်ခွဲ5တရားဝရီခရတရင်33ည3နဲ့တရားဝရီခရတရင်33ည1တက်ခွဲ6 အေးရညီနောင်ရဲဘော်များကပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးပိတ်ဆို့တိုက်ခိုက်မှုအတွင်းမှာလက်နက်ကြီးလက်နက်ငယ်များနဲ့အပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲဖြစ်ပွားပြီးတော့တိုက်ပွဲကြာချိန်နှစ်နာရီနီးပါးကြာမြင့်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးတိုက်ပွဲဖြစ်နေတဲ့အချိန်မှာမနက်10နာရီ50မိနစ်ခန့်မှာတော်လိုင်းပူပေါင်းရဲဘော်များရှိရာအနီးကို MI-35 ရဟတ်ယာဉ်နဲ့ပစ်ခတ်က Jet Fighter နှစ်စီးပြန်ဝဲလာတဲ့အချိန်အကြမ်းဖက်စစ်ကောင်စီတပ်သားများအားလုံးဟာတပ်ပြတ်ပြီးတော့ဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါဗျ။ အခုလိုမျိုးထိတွေ့တိုက်ပွဲအတွင်အကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်30ထက်မနည်းသေဆုံးခဲ့ပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်များကအလောင်း10လောင်းတိတ်ဆီရရှိခဲ့တယ်လို့သိရပါဗျ။သေဆုံးသွားတဲ့စစ်သားမသားအလောင်းတွေကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကလက်ရှိအချိန်ထိလာရောက်ကောက်ယူခြင်းမရှိသေးတဲ့အတွက်ကြောင့်တော်လိုင်းတပ်ဖွဲ့များကရှင်းလင်းတကြိုပေးနေရတယ်လို့သိရပါဗျ။တိုက်ပွဲအတွင်းမှာတနက်ဆက်တလက်60မမတလက်ခဲရများနဲ့စစ်သုံးဆောင်ပစ္စည်းများကိုလည်းတိတ်ဆီရရှိခဲ့တယ်လို့သိရပါဗျ။စစ်ခွေးအလောင်းတွေကအနံ့အသက်တွေထွက်လာလို့ကျွန်တော်တို့ရဲဘော်တွေလက်ရှိမှာရှင်းလင်းရေးလုပ်ပေးနေရပါတယ်။ စစ်တပ်ကအလောင်းလာောက်တာမရှိဘူးကျွန်တော်တို့ရှင်းလင်းရေးလုပ်နေတုန်းမှာစစ်ခွေးတွေခိုးယူလာတဲ့ထမိန်တွေကအစတင်းစီရရှိထားတာရှိပါတယ်အခုစစ်ခွေးတွေကကြီးပါတွေကိုစစ်ကြောင်းထုံးမီးရှို့တာတွေပဲလုပ်နေပါတယ်နောက်ဆုံးသိရတဲ့တပ်တွင်းသတင်းအရဆိုရင်စစ်တပ်ထဲမှာစစ်ခွေးအကောင်30ထက်မနည်းသိမ်းဆုံးသွားတယ်လို့သိရတယ်လို့တာယာဝတီ KN PDF ကတာဝန်ရှိသူကရှင်းပြထားပါတယ်အဲ့ဒီအချမ်းပါစစ်တပ်စစ်ကြောင်းစောက်ခွာထွက်ပြေးပြီးတဲ့နောက်တာယာဝတီခရိုင်တိုင်ရင်383နှစ်တက်ခွဲတဲ့ Dragon Brothers GBK PDF တက်ခွဲနဲ့တက်ခွဲ3တက်ခွဲ4မြေအောက်ပြောက်ကြားတက်ခွဲအုပ်ဖို့တက်ခွဲ5တက်ခွဲ6 Black Dragon GBK PDF နဲ့တာယာဝတီခိုင်တရင်3833တာယာဝတီခိုင်တရင်3833ကတက်ခွဲ6အေယာညင်အောင်ဘကိုးခိုင်တရင်3031တက်ခွဲ9တို့ကပူးပေါင်းပြီးတော့နေမြင့်ရှင်းလင်းရေးပြုလုပ်ခဲ့ကြကြောင်းတရင်ရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းအထက်ပိုင်းဖောင်းပြင်းမြို့နယ်မှာစစ်ကောင်စီအုပ်စုတပ်တွေကိုတော်လိုင်းတပ်တွေကတနစ်ကြော်ကြအောင်ဝိုင်းဝန်းပိတ်ဆို့ရိတ်ခါဖြတ်တောက်ထားတဲ့အတွက်စစ်အုပ်စုနဲ့ဝန်ထမ်း30ကျော်ဟာအလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တော်လိုင်းအင်အားစုတွေကစစ်ကောင်စီအုပ်စုခြေကုပ်ယူတပ်ဆွဲထားတဲ့ဖောင်းပြင်းမြို့ပေါ်ရက်ွက်နဲ့ပင်တာဝှေ့ကြိုင်ကုန်းအောက်တောင် ရွှေညောင်ပင်ပိုးစာကုန်းကြီးရွာတွေကစစ်ကောင်စီအုပ်စုတပ်သားတွေကို2024ခုနှစ်မတ်လကနေ2025ခုနှစ်ဧပြီလ30ရက်နေ့အထိကိုတနည်းကြော်ကြာအစားအသောက်ရိတ်ခါဖြတ်တောက်ထားတာကြောင့်ရိတ်ခါတွေပြတ်တောက်ပြီးတော့စစ်ကောင်စီအုပ်စုနဲ့နန်းစီဒီယံဝန်ထမ်းအယောက်30ကျော်ဟာအလင်းဝင်ရောက်လာတယ်လို့ဖောင်းပြင်းမြို့နယ်တောင်ပိုင်းပေါင်းဆက်ညှိနှိုင်းရေးအဖွဲ့တာဝန်ခံကိုနွေဦးကပြောပြထားပါဗျာ ကျွန်တော်တို့ဘက်ကတနည်းဝင်းကျင်လောက်ပဲရိတ်ခါဖြတ်ထားတာပါရိတ်ခါလက်ကြံရှိနေသေးတဲ့သဘောပါပဲရိတ်ခါပြတ်တဲ့အခါမှာကျန်တဲ့လိုအပ်တဲ့ပစ္စည်းတွေကိုလေရင်နဲ့မကြမကြလာပြီးတော့ပို့ပေးပါတယ် အလင်းဝင်လာတာကယာကနန်းတော့မရှိပါဘူးခင်ဗျအယောက်30 40လောက်တော့ခံမရပါတယ်လို့ကိုနွေဦးကရှင်းပြထားပါတယ်အလင်းဝင်ရောက်လာသူအယောက်30ကျော်ဟာစစ်ကောင်စီအုပ်စုတပ်သားတွေနဲ့နန်းစီဒီယံဝန်ထမ်းတွေဖြစ်ပြီးတော့အလင်းဝင်ရောက်ဖို့ဆက်သွယ်လာသူတွေလည်းရှိတယ်လို့ဆိုပါတယ်ဒီလိုမျိုးရိတ်ခါပြတ်တောက်တာကြောင့်စစ်ကောင်စီအုပ်စုတပ်တွေဟာပြီးခဲ့တဲ့လအတွင်းမှာဖောင်းပြင်းမြို့နယ်အနီးကခြေရွာတွေကိုစစ်ကြောင်းထုတ်ဝင်ရောက်ပြီးတော့ကြက်ချန်တွေကကြက်တွေကိုခိုးယူရိတ်ခါစုဆောင်းတာနဲ့ အစာအုပ်တွေကိုမိရှို့တာတွေရှိခဲ့တယ်လို့ဖောင်းပြေမြို့နယ်တောင်ပိုင်းပေါင်းဆက်ကြီးနိုင်ရဲ့အဖွဲ့တာဝန်ခံကိုနွေဦးကပြောပြထားပါတယ်။ပြီးခဲ့တဲ့လကဖောင်းပြေနယ်မြောက်ဘက်ပိုင်းမှာတော့အနီးနားမှာရှိတဲ့ခြေရွာကြက်ချံတွေဘက်ကိုစစ်ကြောင်းထိုးပြီးတော့မိရှို့သွားတယ်လို့သိရပါတယ်လို့ကိုနွေဦးကပြောပြထားပါတယ်။လက်ရှိဖောင်းပြေမြို့နယ်အတွင်းမှာတော့တော်လိုင်းအင်အားစုတွေကစစ်ကောင်စီအုပ်စုစခန်း၄ခုကျော်ကိုတိုက်ခိုက်သိမ်းပိုက်ထားပြီးတော့ဖောင်းပြေမြို့ပေါ်ရက်ွက်နဲ့ပင်တာဝိတ်ကြိုင်ကုန်းအောက်တောင် ရွှေညောင်ပင်ပိုးစာဂုံကျေးရွာလေးရွာမှာသာစစ်ကောင်စီအုပ်စုစခန်းနေကြံတော့တယ်လို့တော်လိုင်းအင်အားစုတွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းအရောမကွေးတိုင်းဆလင်းမြို့အခြေစားပခုတ်ကူတပ်မတရတဲ့လက်အောက်ခံခလာရ295တပ်ရင်းကစစ်မှုထမ်းတပ်သားတဲ့တအူးဟာ PDF ထံကိုအလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်ဧပြီလ28ရက်နေ့မနက်9:00နာရီခန့်မှာစက်လင်းမြို့အခြေဆိုင်ပခုတ်ကူတက်မတရတဲ့လက်အောက်ခံခလာရ255တရင်ကစစ်မှုထမ်းတပ်သားတဲ့ဆိုင်းဆိုင်ဟာတနက်ကိုယူဆောင်လာခြင်းမရှိဘဲမင်းဘူးခရိုင်အမှန်ငါတရင်မှာအလင်းဝင်ရောက်လာတယ်လို့သိရပါတယ်အခုလိုမျိုးအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတဲ့ဆိုင်းဆိုင်ဟာစစ်မှုထမ်းအပတ်စဉ်၈တနန်းစင်းတအုပ်ဖြစ်ပြီးတော့အမရဘူရမြို့နယ်မှာမတရားသဖြင့်စစ်မှုထမ်းစူးစမ်းခြင်းခံရပြီးတော့ဟိုပင်မြို့နယ်မှာ6လတိတိတနန်းတက်ရောက်ခဲ့ရပြီးဆလင်းတက်ရင်ခလာရ255မှာတာဝန်ထမ်းဆောင်နေတဲ့အချိန် တပ်အတွင်းထဲမှာအနိုင်ကျင့်ဗိုလ်ချမှုတွေမတရားသဖြင့်နှိပ်စက်ညှဉ်းပန်းမှုများမိမိဆန္ဒမဟုတ်ဘဲနဲ့စစ်မှုထမ်းစုဆောင်းခြင်းခံရမှုများကြောင့်ထွက်ပြေးလာခြင်းဖြစ်တယ်လို့သိရပါတယ်။အခုအလင်းဝင်လာတဲ့သူကတော့တနက်မပါခဲ့ဘူးတပ်အတွင်းမှာနေထိုင်ရပြီးတော့ခြေတန်းမထွက်ရသေးသူပါ။သူတို့မယုံကြည်သေးတဲ့ရဲဘော်တွေကိုတနက်ပေးမကင်မင်းနဲ့ခြေတန်းထွက်မှသာပေးကင်တာမျိုးတွေရှိပါတယ်လို့သိရပါတယ်။ထွက်ပြေးလာတာက28ရက်နေ့ည10:00နာရီကပါတညလုံးပြေးပြီးတော့မှကျွန်တော်တို့ PDF စုံးမိုးတဲ့နယ်မြေတဲကိုရောက်ရှိလာတာပါ။စလင်းမြို့နယ်မှာကျွန်တော်တို့ PDF အဖွဲ့အစည်းတွေဟာ ြို့ပေါ်ကလွဲပြီးတော့မြို့ရဲ့ area တဝက်နီးပါးကိုစုံမိုးထားနိုင်ပါပြီဒီထက်မကလည်းစူးစမ်းလုံဆောင်နေပါတယ်ကျွန်တော်တို့ဘက်ကလည်းအမြဲတမ်းစူးစိုးလက်ရှိပါတယ်တိုင်းပြည်မှာမကောင်းတဲ့လက်တဆုပ်စာလူနည်းစုစစ်ကောင်စီအစိုးရအကြီးပိုင်းတွေကြောင့်သာပူးရဲခံစားနေရတဲ့မလုံချင်မဲနဲ့လုံနေရတဲ့အရာရှိအရာခံအကြက်စစ်တီများအနေနဲ့ အမှန်ကိုမြင်သိပြီလို့လည်းပြောချင်ပါတယ်တိုက်ပွဲအတွင်းမှာဆိုရင်တော့ငဲ့ညာဖို့မဖြစ်နိုင်ဘူးဆိုတာကိုလည်းသူတို့သိစေချင်ပါတယ်လို့မင်းဘူးခရိုင်အမှန်ကားတိုက်ရင်ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်ဒါအပြင်ကြံရှိနေတဲ့ရဲဘော်များအနေနဲ့လည်းမိမိရဲ့ဆန္ဒနဲ့မင်းဘူးခရိုင်အမှန်ကားတိုက်ရင်ထံကိုဝင်ရောက်ခိုးလုံရင်လက်ခံဆောင်ရွက်ပေးမှဖြစ်ပြီးတော့လက်နက်ပါယူဆောင်လာခဲ့ရင်တော့ထိုက်တန်တဲ့စုချင်းဝင်များကိုချိမြင်ပြီးတော့အေဂျင့်စွာနေထိုင်နိုင်စေရန်ဆောင်ရွက်ပေးမှဖြစ်တယ်လို့မင်းဘူးခရအမှန်ကားတိုက်ရင်ကအတိပေးနှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချက်ပတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ